Firelight အဖွဲ့က Vine နဲ့ခိတ်လင်းနှစ်ယောက်စလုံးကိုစခန်းစီကိုခေါ်ဆောင်လာခဲ့ပါတယ်။ Vine ကိုတည်တဲ့အခန်းတစ်ခုစီထပ်ပြီးခေါ်ဆောင်လာခဲ့ပါတယ်။ Firelight အဖွဲ့ကောင်းဆောင်ကမျက်နှာဖုံးကိုချွတ်လိုက်တဲ့အချိန်တစ်ချိန်လုံးက Banzo ရဲ့ဆိုင်မှာအလုံးလုံးခဲ့တဲ့ Echo ဖြစ်တယ်ဆိုတာကို Vine ကတန်သိသွားခဲ့ပါတယ်။ Echo က Vine ကိုကျင်းစုံမျိုးစက်ကိုစီမှာအလုံးလုံးနေတာလားဆိုတာကိုသိချင်နေခဲ့ပါတယ်။ Vine ကအဲ့ဒီစကားကိုညင်းလိုက်ပြီး Echo ကိုနွေးနွေးထွေးထွေးပွေ့ဖက်ထားလိုက်ပါတယ်။တနည်းအားမှာတော့ Victor ကသူ့ရဲ့တငယ်ချင်းအောင်ကြီးဖြစ်တဲ့သူကို Hasco ကစမ်းသက်ခံပင်ရဲ့အမြင့်ကိုပုတ်တိုးစေတဲ့ပြဿနာအကြောင်းကိုပြောပြနေပါတယ်။တကယ် တော့ Victor ရဲ့စမ်းသပ်မှုတွေကမှားနေတာမဟုတ်ပဲတဘာဝကြီးကပြောင်းလဲမှုတွေကိုတားဆီးနေတာဖြစ်ကြောင်းပြောပါရယ်ဒါပေမဲ့အဲ့ဒီလိုတားဆီးမှုတွေကိုလူတွေကကြော်လွားနိုင်နေစွမ်းရည်ရှိတယ်ဆိုတာကိုလည်းထောက်ပြလိုက်ပါရယ်အဲ့ဒီလူကအစင်းမြင့်ထားတဲ့ရှင်မဆေးရည်ကို Victor ကိုပေးလိုက်ပါရယ်တစ်ဖက်မှာတော့ Jace ကဆရာဖြစ်သူဟိမာတင် ကကိုတစ်စာဖောက်ခဲ့တာကြောင့်စိတ်ထဲမလုံးမချုံခံစားနေရတာကို Mel ကရိပ်မိနေပါရယ် Jace က Victor ကိုကယ်ဆင်ခဲ့တဲ့အပြင် Caitlyn အကြောင်းလည်းမသိရသေးတာမို့လို့စိတ်ပြတ်နေပါရယ် Fire Line ရဲ့စခန်းထဲမှာ Echo ကဘိုင်းကိုလှည့်ပတ်ပြရင် Vander သိပြီးတဲ့နောက် Silco ကအောက်မြို့တော်ကလူတိုင်းကြီး ပါးကိုရှင်မစေးရင်လွှမ်းမှုပြစ်လိုက်တဲ့အကြောင်းလေးကိုရှင်းပြနေပါတယ်။အဲဒါကြောင့်လူတိုင်းနှိပါဆေးဆွဲရတာကနေရှောင်ကျင်းဖို့အိမ်အစ်စ်ကိုဆောက်လုပ်ခဲ့ရဖြစ်ကြောင်းကိုပြောပြနေပါတယ်။အော်တိုဘာမှာနေဆက်တဒါပိတ်ခဲ့လို့ပရိပခါတွေကပူပြီးစိုးလာနေတဲ့အကြောင်းအဆောင်တွေပူပြီးချထားရပါတယ်။ကောင်းမျိုးတော်ကကောင်းဆောင်တွေကနေဆက်တဒါပိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးစီကိုကဘာမှမလုပ်တာကြောင်းအစည်းအဝေးခေါ်ပြီးပြောနေပါတယ်။စီကိုကတချိန်တုန်းကသူတို့ရှူခဲ့မှုတဲ့အောင်းမျိုးတော်ကညဉ့်ဉန်တဲ့လေတွေကိုအခန်းတွင်ဖွင့်ထုတ်လိုက်ပြီးဘဝမမေ့ဖို့ကိုပါပြောလိုက်ပါတယ်။စီကိုကလေးတန်းစင်တဲ့မတ်စတာကူစီကိုအဖွဲ့ဝင်တွေကိုပေးလိုက်ပြီးမြင်ဆုံး ောင်းအခန်နဲ့ဖင်ကိုတော့မေးလဲကန်ဒီမှာပေးလိုက်ပါတယ်အဲ့ဒီလိုနဲ့ရုံငန်းစီပြန်လာတဲ့စစ်ကိုကိုဂျင်းစ်ကဘိုင်းပြန်လာတာသိရတဲ့ဘာကြောင့်မပြောဘဲထားလဲဆိုတာကိုမေးနေခဲ့ပါရယ်စစ်ကိုကဂျင်းစ်ကိုမိသားစုလို့သဘောထားတာကြောင့်ကာကွယ်ဖို့လုပ်ခဲ့တာဖြစ်ကြောင်းကိုပြောပါရယ်တစ်ဖက်မှာတော့အက်ကိုကဘိုင်းရဲ့စကားနဲ့ခိတ်လင်းကိုလွတ်ပေးလိုက်ရပြီမဲ့အန်ဖိုစာရီနဲ့ပတ်သက်ပြီးအပြင်းထန်ညင်းပွားနေကြပါရယ်ခိတ်လင်းကအန်ဖိုစာရီနဲ့ဖိုင်ယာလိုက်ကြတာကအထင်လွဲမှုတွေကိုရှင်းပြနေပါရယ် တကယ်တော့ firelight ကို m4 စာတွေက silco အတွက်အလုံးလုံးပေးနေတယ်လို့ထင်နေကြတာဖြစ်ပါရဲ့ငင်းပွားနေဆိုင်ရင်အကူကဂျင်းစီကရခဲ့တဲ့ကြောက်တုံးကိုပြပြီးမေးတာကြောင့်ခိတ်လင်းကကြောက်တုံးကိုဂျင်းစ်ကခိုးသွားခဲ့တာဖြစ်ပြီးဤပညာကြောင့်နားလဲတဲ့သူဆိုကြောက်တုံးကိုသုံးပြီးလက်နက်တီတီကျွန်းနိုင်ကြောင်းပြောပါရဲ့ကြောက်တုံးကိုကောင်းစီဝင်ဂျင်းစီယူသားခွင့်ပေးရမယ်လို့လည်းခိတ်လင်းကပြောပါရဲ့ဒါပေမဲ့အကူကကြောက်တုံးကိုသူကိုယ်တိုင်ပြန်ပေးမယ်လို့ပြောတာကြောင့်သဘောတူလိုက်ရပါတယ်တစ်ဖက်ကမဲလ်ကဂျေးစ်နဲ့ဗစ်တာကိုအောက်မြို့တော်ကကြောက်တုံးကိုသုံးပြီးပြန်တိုက်ခိုက်နိုင်တာကြောင့်ပြန်တိုက်ခိုက်ဖို့အသင့်ပြင်ရတော့မှာဖြစ်ကြောင်းပြောပါရဲ့ ဒါပေမဲ့ Victor က Hextech ညီပညာကိုတီထွင်ခဲ့တာကစစ်ပွဲအတွက်မဟုတ်ကြောင်းပြောနေပေမဲ့ Jace ကတော့မသေးစားမရေရာဖြစ်နေခဲ့ပါတယ်။အဲဒီနောက် Victor ကရှင်းမစေးရီကိုထိုးသွင်းပြီး Hasco သူတည်တနာကိုဆက်လုပ်နေခဲ့ပါတယ်။ Phil Tober တရားစီကို Vine Echo နဲ့ခိတ်တင်လို့ရောက်လာပြီး Marcus နဲ့တွေ့သွားခဲ့ပါတယ်။ခိတ်လင်းက Marcus ကို Silco ရဲ့အမှုအတွက်တတ်သိရှိကြောင်းပြောပေမဲ့ Marcus က Echo ကိုပြစ်ပလိုက်ပါတယ်။ခိတ်လင်းကိုတန်တန်နဲ့ပြစ်ဖို့လုပ်နေတဲ့အချိန်အဝေးကကြည့်နေတဲ့ Jeans ကသူ့ရဲ့ပိုးကောင်ပုံဖုံးတွေကိုလှုပ်ပြီးဖောက်ခွဲပြစ်လိုက်ပါတယ်။ အကူကជីကာအင်းကြီးကြောင့်အသက်ရှင်ခဲ့ပေမဲ့ခိတ်လင်းကပောက်ကွဲမှုကြောင့်ဒဏ်ရာနေငယ်ရသွားပါတယ်။ဒါပေမဲ့ Marcus ကပောက်ကွဲမှုကြောင့်လုံလုံသေဆုံးသွားခဲ့ပါတယ်။ဘိုင်ကခိတ်လင်းကိုထားဖို့ကူညီပေးနေတဲ့အချိန်စိတ်ပုံမှန်မဟုတ်တဲ့ Jeans ကရောက်လာခဲ့ပါတယ်။အကူကမဲမဲပြင်ရအကုန်ပြစ်နေတဲ့ Jeans ကိုဝင်တားလိုက်ပြီးဘိုင်နဲ့ခိတ်လင်းတို့ကိုကြောက်တုံးနဲ့အတူထွက်သွားခိုင်းလိုက်ပါတယ်။အကူက Jeans ကိုနိုင်လူနီးပါးဖြစ်နေပေမဲ့ငငယ်တော်ကတငငယ်ချင်းဖြစ်ခဲ့တဲ့အကြောင်းတွေကိုသတိရသွားတာကြောင့်တွန်းဆုတ်နေတဲ့အချိန် Jeans ကဘုံတစ်ခုကိုထုတ်ပြီးဖောက်ခွဲပြစ်လိုက်ပါတယ်။